ဖြုတ်ချခံခဲ့ရတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းရလက်ရှင်နာဝက်ထရာရဲ့ဗန်စီယင်းခွန်နယ်ခုကိုအာနာပိုင်တွေကပိတ်ပစ်ခဲ့တယ်လို့တူမရဲ့ရှင်တွေကဇူလိုင်လ25ရက်နေ့မှာပြောပါတယ်အဲ့လိုပိတ်ဖြစ်ခဲ့တာဟာရနော့ဝင်ကြီးချုပ်ဖြစ်ခဲ့စဉ်ကစံဝယ်ယူမှုစီမံကိန်းအတွက်ရော့ကျိဒေါ်လာ10ဘီလီယံပေးဆောင်ဖို့အမိန့်ချထားတာနဲ့ပတ်သက်နေတယ်လို့သိရပါဗျ။ ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ဝန်ကြီးချုပ်တအူးရဲ့မူဝါဒကိုမှားရွံ့ရလို့ဆွဆွဲကတရားစွဲဆိုခဲ့မှုနဲ့အခုလိုဗန်စင်းတွေပိတ်ပစ်ခဲ့မှုဟာမကြုံစဖူးတူးခြားနေရလို့သိရပါဗျ။ ရလဝင်ကြီးချုပ်ဖြစ်ခဲ့ချိန်မှာသူမဟာသူမရဲ့ပါတီကိုလူကြိုက်များတဲ့ကြေးလက်ကတန်သူလယ်သမားတွေကိုရည်ရွယ်ပြီးစံစပါဝယ်ယူမှုစီမံကိန်းကိုဆောင်ရွက်ခဲ့တယ်လို့လက်ရှိအစိုးရတာဝန်ရှိသူတွေကစွပ်စွဲထားတာဖြစ်ပါတယ်။အဲ့ဒီလိုစွပ်စွဲပြီးတရားစွဲဆိုခဲ့တာဖြစ်ကတကယ်လို့အပြစ်ရှိကြောင်းတရားရုံးကအမိန့်ချခဲ့ပါကဆယ်စုနှစ်တစ်ခုစာလောက်ထောင်နဲ့ချမှတ်ခံရပွဲရှိနေတာဖြစ်ပါတယ်။ရှင်လက်ကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့ပြီးနောက်မှာ သူမကိုနောက်ကျောင်းပြန်တရားစွဲဆိုခဲ့တာဖြစ်ကနိုင်ငံရေးမှာ၅နှစ်တာပါဝင်ပတ်သက်ခြင်းမရှိ ိဖို့တားမြစ်ခံခဲ့ရပါတယ်။တရားရုံးကဒေါ်လာ10ဘီလီယံပေးဆောင်ဖို့ချမှတ်ခဲ့ပေမဲ့ရင်းနှီးရရှိနေအဖွဲ့ကသူမ၏ကြီးညာထားတဲ့ကိုပိုင်ဝန်ငွေဟာဒေါ်လာ18တန်းသာရှိတာကြောင့်အတနာခံစားတင်သွင်းထားတယ်လို့ပြောခဲ့ပါတယ်။ ဝင်ကြီးချုပ်ဟောင်းရှင်လက်ရဲ့ဗန်စင်းဆက်နက်ခုကိုစစ်ဆေးသွားမယ်လို့ဇူလိုင်လ24ရက်နေ့မှာကြေညာခဲ့ပြီးဇူလိုင်လ25ရက်နေ့မှာတော့အ ਨੇ ဆုံးဗန်စင်းခုနှစ်ခုကိုပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ဘန်ကောက်ဘန်ကရှင်လက်ရဲ့ဗန်စင်းခုနှစ်ခုကိုအာနာပိုင်တွေကပိတ်ပစ်ခဲ့ပြီးအလွေအပြောင်းဘာမှလုပ်လို့မရဘူးဆိုတာကိုအကြောင်းကြားခဲ့တယ်လို့ရှင်လက်ရဲ့ရှင်းနေတအိုးဖြစ်တဲ့နော့ပါတွန်လက်အော်တောင်းကပြောပါတယ်။ အဖြစ်ကင်းစင်ကြောင်းပြသဖို့အသင့်ဖြစ်နေပါပြီ။အမအရတခုမှမလုပ်ခဲ့ဘူးဆိုတာကိုဩဂတ်စတ၁ရက်နေ့မှာကြေညာချက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်လို့ရှင်လက်ကပြောခဲ့ပါတယ်။ရှင်လက်ရင်ဆိုင်နေရတဲ့အမှုရဲ့စီရင်ချက်ကိုဩဂတ်စတ၂၅ရက်နေ့မှာထုတ်ပြန်ကြေညာသွားမယ်လို့တရားရုံးကပြောဆိုခဲ့တယ်လို့သိရပါတယ်။